မန္တလေးမြို့မှာနေခင်းကြောင်တောင်ရွှေဆိုင်တမျှတိုက်ခိုက်ရာမခဲ့လို့အဘိုးကြီးကိုဘိုးလိုမခဲ့လို့ရပါဗျာမန္တလေးမြို့ချမ်းမြတာစီမြို့နယ်အောင်ပင်လေရက်ကရွှေဆံမလိရွှေဆိုင်မှာအေဘီလာ28ရက်နေ့ညနေ3နာရီကျော်ကတမျှတိုက်မှုဖြစ်ပွားခဲ့ပါတယ်ပျောက်ကြားယူနီဖောင်းဝတ်ဆင်ထားတဲ့အမျိုးသား2ယောက်နဲ့အရက်ဝဲအမျိုးသား3ယောက်ဝင်လာပြီးတော့ဆိုင်ရှင်ကိုတရက်နဲ့ချိန်ပြီးတော့ကောင်နာထဲကနေရွှေ23ကျပ်သားဝင်းကျင်နေတဲ့ လက်ကင်ဖုံးတလုံးကိုယူသွားရလို့ရဲတပ်ဖွဲ့နဲ့လီဇတ်သူတွေထံကသိရပါတယ်လက်တလုံးမှာတော့တရားခံကိုမိနိုင်ရေးအတွက်ရဲတပ်ဖွဲ့နဲ့လုံခြုံရေးအဖွဲ့တွေပူးပေါင်းရှာဖွေနေလို့လည်းပြောပါတယ်မန္တလေးမြို့မှာ2021ခုနှစ်နိုင်ငံရေးဖြစ်စဉ်တွေပြောင်းလဲပြီးတဲ့နောက်ပိုင်းမှာတော့ရွှေဆိုင်ဓမြတိုက်ခံရမှုအကျိန်20ဝန်းကျင်ရှိခဲ့ရလို့မန္တလေးမြို့ကလည်းသတင်းမှတ်တမ်းတွေရသိရပါတယ်ဧပြီလ28ရက်နေ့မွန်းလွဲ2:59မိနစ်အချိန်ချမ်းမြသာတိမြို့နယ်အောင်ပင်လယ်ရပ်ကွက် 103 104လမ်းကြား55လမ်းပေါ်မှာရှိတဲ့ရွှေစံမလီရွှေစံကိုလူ9ဦးကလက်နက်တွေနဲ့ဝင်ရောက်ပြီးတော့ဓမြတက်ခဲ့တာပါဓမြ9ဦးမှာ2ဦးကပျောက်ကြားဝတ်စုံဝတ်ဆင်ထားပါတယ်အဆိုပါ9ဦးဟာမော်တာ inside အမဲရောင်ကားနဲ့ဝင်ရောက်လာခဲ့လို့သိရပါတယ်လက်ရှိအချိန်မှာတော့ဓမြတိုက်ခံရတာကြောင်းရွှေ23ကျပ်သားနဲ့ iPhone 11တစ်လုံးပါသွားပါတယ်ဓမြတိုက်တဲ့တရခံတွေကိုလည်းဖမ်းဆီးရမယ်လို့ချင်းမရှိကြောင်းလည်းသိရပါတယ် မန္တလေးမြို့မှာမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ဂလင်ကြီးပြည်တဲ့နောက်မှာတော့ကိုဆိုလိုရမှုတွေနဲ့လူရဲတပ်ဖြတ်မှုတွေဟာမကြကနာဖြစ်ပွားလေရှိရလို့မန္တလေးဒေသပြည်သူတွေကဆိုပါလေ